င်္ဂလာပါရှင်ကျမကတော့ချူချူဆမ်မ DPP ရုပ်မြင့်သံကြားရဲ့နောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးပါတော့အနာသိစစ်တက်ကကျင်းပမဲ့ရွေးကောက်ပွဲကိုဝေဖန်ရေးသားခဲ့တဲ့ကမာရွတ်ဒလပသိန်းဝါခဲမဖအန်နဲ့တောင်ကြီးမြို့နယ်ကအမျိုးသား၄ယောက်အမျိုးသမီး၃ယောက်စုစုပေါင်း9ယောက်ကိုရွေးကောက်ပွဲဥပဒေနဲ့ထပ်မံအမှုဖွင့်ထားတယ်လို့အုတ်ချော်ရည်နယ်နေဆက်သူတွေစီကသိရပါဗျာ။ ရန်ကုန်ကမာရုံးမြို့နယ်မတ်ဂျူရီတီကိုနိုဝင်ဘာလ2ရက်ကဖမ်းဆီးခဲ့ပြီးဒလားမြို့နယ်ရခိုင်ကျောင်းကျေးရွာနယ်ကိုကျော်တီဟန်ကိုအော်တိုဘာလ31ရက်ကဖမ်းဆီးခဲ့တာဖြစ်တယ်လို့အုတ်ချုပ်ရေးနဲ့နှိစက်တဲ့သတင်းရင်းမြစ်က DBB ကိုပြောပါရယ်ရွေးကပွဲဝါရဖျက်စကားကိုဝေဖန်ခဲ့တဲ့ပသိမ်မြို့နယ်အမှတ်9ရပ်ကွက်နယ်မတ်ကျော်ဆူလတ်ကိုနိုဝင်ဘာလ2ရက်ကဖမ်းဆီးခဲ့ပြီးဝါခေမမြို့နယ်အလှိုင်ကြီးကျေးရွာနယ်မောင်မျိုးမင်းဆွေကိုအော်တိုဘာလ24ရက်ကဖမ်းဆီးခဲ့တာဖြစ်ပါရယ် အော်တိုဘားလာ30ရက်ကစစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရရွေးကောက်ပွဲဥပဒေနဲ့ဖက်စီထားသူအမျိုးသား85ယောက်နဲ့အမျိုးသမီး3ယောက်စစ်စုပေါင်း88ယောက်ရှိတဲ့အတွက်အခုဆိုဖက်စီခရသူအလုံးပေါင်း102ယောက်ရှိပြီဖြစ်ပြီးအဲ့ဒီထဲကတောက်ကြီးမျိုးကကိုနေသွေးကိုစက်တင်ဘာလ9ရက်မှာထောင်နဲ့9နှစ်ချထားပါတယ်ရှင်။ စစ်ကောင်စီငားရမ်းထားတဲ့လော်ဘီကုမ္ပဏီတွေရဲ့ခြေလှမ်းတွေကိုတံပြန်နိုင်ရေးမြမအရေးဆောင်ရွက်တဲ့အစုအဖွဲ့90ခုကအမေရိကန်လွှတ်တော်ကိုအိတ်ဖွင့်စာပေးပို့ခဲ့ပါတယ်ဒီသတင်းကိုတိကျချင်သာပေးပို့ထားပါတယ်ရှင် စစ်ကောင်စီကဩဂတ်လမှာအမေရိကန်ခြေစိုက်လော်ဘီကုမ္ပဏီ GCN Group ကိုတစ်နှစ်ဒေါ်လာ3သန်းပေးပြီးငှားရမ်းထားတယ်လို့ PR ကုမ္ပဏီဖြစ်တဲ့ Magion Group ကိုလည်းတစ်လဒေါ်လာ6သန်းပေးပြီး6လစာချုပ်ထားတာပါစစ်ကောင်စီကမြေရှားတပ်တူမဲ့လုံးနဲ့အမေရိကန်အစိုးရကိုချဉ်ကပ်နိုင်မှုကြိုးစားနေတယ်လို့အမေရိကန်နဲ့တရုတ်နိုင်ငံအကြားဆက်ဆံရေးမကြည်နေတာကိုလည်းခွင့်ရယူဖို့ကြိုးစားနေတာဖြစ်ပါတယ် စစ်ကောင်စီခံရတဲ့လော်ဘီကုမ္ပဏီတွေရဲ့ခြေလှမ်းတွေကိုတံပြန်နိုင်မှုနဲ့မြေပြင်ကမြန်မာပြည်သူတွေရဲ့တကယ်ခက်ခဲတွေကိုအမေရိကန်ဆိုရနဲ့လွတ်တော်ကသိရှိဖို့မြန်မာရေးလှုပ်ရှားတဲ့အဖွဲ့အစည်းတွေတိုင်းရင်းသား community တွေနဲ့ဘာသာရေးအဖွဲ့အစည်း64ခုလို့ကအောက်တိုဘာ28ရက်နေ့မှာအိတ်ဖွင့်ပေးတာကြောင်ထုတ်ပြန်ခဲ့တာပါဒီသစနဒေနိုဘမနီယန်နီမှာအိတ်ဖွင့်ပေးတာနဲ့ပတ်သက်ပြီးတည်နှာရှင်နေမွေးတည့်ရထမှန်ပြုလုပ်ခဲ့ပါတယ်စစ်တပ်ကိုသူတို့တွေရဲ့ဆန့်ရှင်လောက်တာပေါ့အဲ့လိုမျိုးနည်းနည်းပို့ပြီးတော့ harsh ဖြစ်တဲ့ policy တွေကမအောင်မြင်နေဘူး အဲ့ဒါကြောင့်မလို့တယောက်ပတ်ချံသွားနေပြီဆိုပြီးတော့ဒီစက်တပ်ကိုသွားပြီးတော့ engage သွားပြီးတော့ positive engagement တွေသွားလုပ်ဖို့ကြိုးစားမှာကိုကျွန်တော်တို့တော်တော်စိတ်ပူတယ်ဗျ။ဒီ effort တွေအားလုံးကကြတော့အဲ့ဒါကို counter လုပ်ဖို့တော့ပေါ့နော်ဒီလိုမျိုး American ဆိုရလဲတွေးနေတဲ့အချိန်မှာလဲစစ်တပ်ကလည်းအဲ့ဒါနားလဲတော့သူတို့တွေကဒီဘက်ချမ်းမှာ lobbyist တို့ PR firm တို့တွေကိုခေါ်တာပြီးတော့လို့အဲ့အချိန်မှာကျွန်တော်တို့တွေရဲ့ဒီ US diaspora ရဲ့တာဝန်ရှိတာဒီစစ်တပ်ကဒီဥစ္စာတွေပြောနေတဲ့ဥစ္စာတွေအားလုံးလိမ်နေတာပေါ့ တို့တွေဘာမှလည်းလုံနိုင်မှာမဟုတ် stability ပေးနိုင်မှာလည်းမဟုတ်ဘူး America တို့ကဘာမှအကောင့်ထွက်လာမှာလည်းမဟုတ်ဘူးဆိုတော့အဓိကအဲ့ဒီ messaging ကတော့အဲ့ NDA ရဲ့ရှိနေလို့ပေါ့နော် American government engage လုပ်မှာအဲ့ဒါကိုကျွန်တော်တို့တွေစပ်ပြီးတော့ engage လုပ်နေပါတယ်ဒီစားလည်းအစားပဲရှိသေးတာပါဗျာ အခုပေးပို့တဲ့အိတ်ဖွင့်ပေတာကိုအမေရိကန်အစိုးရနဲ့လွှတ်တော်ကအရေးပါတဲ့တာဝန်ရှိသူတွေလက်ထက်ရောက်ပြီးဖန်နိုင်ဖို့တည်ဖို့အထိမြန်မာရေးဆောင်ရွက်သူတွေကကြိုးစားနေတယ်လို့ဆိုပါရယ်အစိုးရနဲ့လွှတ်တော်သားမကအမေရိကန်နိုင်ငံသားအခြေခံပြည်သူတွေပါမြန်မာရေးကိုတည်နာလဲအောင်အမေရိကန်ရောမြန်မာတွေကကြိုးစားအသိပေးနေကြတာပါဒီတူတော်လိုင်းရဲ့အဖွဲ့အစည်းအားသာလေအဲမြန်မာနိုင်ငံရဲ့ဒေတာတော်တော်များများကိုလွှမ်းမိုးထိန်းချုပ်ထားတာဖြစ်တဲ့အထူးသဖြင့်ပေါ့ Red Art ထွက်တဲ့အဲဒေတာတွေက စစ်တပ်ရဲ့အုပ်ချုပ်မှုအောက်စစ်တပ်ရဲ့အဲထိန်းချုပ်ထားမှုအောက်မှာရှိတာမဟုတ်ဘူးဆိုတဲ့အချက်တွေကိုလည်းကျွန်တော်တို့ဖော်ပြထားတာဖြစ်တယ်။ကာတလီကြတော့ကျွန်တော်တို့အားလုံးသိတဲ့အချက်တွေကအမေရိကန်နိုင်ငံအစိုးရနဲ့အမေရိကန်နိုင်ငံလက် လွတ်တော်မှာရှိတဲ့သူတွေတင်ပြီးသားလို့ကျမတို့တွေကတခါတလေမှမှားရမိယူဆက်သက်တယ်ပေါ့နော်သူတို့တွေမှာလည်းကိစ္စရက်တွေကအများများတဲ့ခါကျတော့ကျမတို့သိတယ်လို့မျိုးသူတို့အရာအားလုံးကိုအသေးစိတ်သိနေရတော့မဟုတ်ဘူးပေါ့လေဒါကြောင့်လေကျမတို့တွေကအာဒီသူတို့အနေနဲ့တည်တည်ထိုင်တဲ့အချက်လက်လေးတွေကိုအခုလိုမျိုးစာရေးသားပြီးတော့ပေးပို့တာဖြစ်ပါတယ်လို့ အမေရိကန်ရောမြန်မာရေးဆောင်ရွက်သူတွေကစစ်ကောင်စီရဲ့အထူးရောင်ရွေးကောက်ပွဲမြေပြင်ကဆစ်ရသွမှုတွေနဲ့တပ်ဖြတ်မှုတွေ lobby ကုမ္ပဏီငှားရမ်းတာတွေအပါအဝင်တရင်ချက်လက်အသိပေးစာတွေကိုအမေရိကန်လွတ်တော်နဲ့နိုင်ငံသားရေးဝန်ကြီးဌာနစီစတိုက်ပေးပို့နေပါတယ်။ရန်သူကိုတံပြန်ရတဲ့ကိစ္စတွေလည်းရှိပါတယ်။အဖြတ်လုတဲ့ဟာတွေပေါ့နော် advocacy မှာလည်းအဖြတ်လုတဲ့လူတွေအဖြတ်လုတဲ့ဖွဲ့စည်းရေးဆိုတာရှိပါတယ်။အဲဒီဟာတွေကိုလည်းကျမတို့ရဲ့တစ်ဖက်ကနေပြီးတော့မှအလိမ္မာဘာနဲ့ဆိုတာနဲ့ပြန်လည်ပြီးတော့တုံ့ပြန်ရတဲ့ကိစ္စတွေရှိရဲပေါ့နော်။အားလုံးဟောင်း န်ဖြစ်ပြီးတော့ coordinate ဖြစ်ပြီးတော့လုံနိုင်ဖို့အတွက်ကျမတို့တော်လိုင်းရေးအတွက်အများကြီးအရေးကြီးပါတယ်လို့ပြီးခဲ့တဲ့လပိုင်းတွင်ကျမပြည်တွင်းပြည်ပမြန်မာရေးဆောင်ရွက်သူတွေစုပေါင်းပါဝင်တဲ့ global meeting တွင်အချိန်ချင်းခေါ်ယူခဲ့ပြီးပြည်သူ policy ခုနှစ်ချက်ချမှတ်ထားတာပါ နိုင်ငံတကာတန်တမန်တိုင်ဝမ်နဲ့အစိုးရတွေရဲ့ပုံမှန်ထောက်ခံအားပေးမှုရရှိရေးစစ်ကောင်စောင်းတွေကိုနိုင်ငံတကာရာဇဝတ်ခုံရုံးတွေကိုတင်ပို့နိုင်ရေးအတူရောင်ရွေးကောက်ပွဲကိုဆန့်ကျင်ကန့်ကွက်ရေးရှင်းနံတဘာဝတန်ငွေနဲ့တင်ရသားသားလုပ်ငန်းတွေမှာစစ်တပ်ကိုဝင်ငွေရအောင်ကူညီပေးနေတဲ့ကုမ္ပဏီတွေကိုပြင်းပြင်းထန်ထန်ရေးယူနိုင်ဖို့တမ်မတ်ကြီးဦးကျော်မထွန်းကုလမရာလူတောင်အောင်ဆက်လက်ထိန်းသိမ်းထားနိုင်ရေးအမေရိကန်ဘူဘန်ကထိန်းချုပ်ထားတဲ့မြန်မာနိုင်ငံပိုင်ငွေဒေါ်လာတန်းတစ်ထောင်ကိုຫນွေဦးဒေါ်လာရေးအတွက်အသုံးပြုခွင့်ရဖို့ အမေရိကန်အစိုးရရဲ့အထောက်ပံ့တွေဥပဒေဖြစ်ကနေအမြန်တက်ဝင်မီမြေပြင်ကိုရောက်ရှိစတဲ့ချက်တွေဖြစ်ပါတယ်။ကျွန်တော်ဒုဒချမ်းပါပါ။အနာရှင်စက်ကြီးရဲ့လူတို့အုပ်ကြွားမှုအစောပိုင်းကာလမှာတက်ကြွစွာရှေ့ရန်ကပါဝင်ခဲ့ပြီးဖန်ဆီးထောက်ချခံခဲ့ရတဲ့မိုးကုံမျိုးကရေဘူးကျောင်းဆရာတော်ဦးအိမ်တကဟာနိုဝင်ဘာလ3ရက်နေ့ပိုင်းမှာပြန်လည်တော်မူသွားခဲ့တယ်လို့နိဆက်သူတွေစီကသိရပါဗျ။ ဆီယာရောဥိန်နကဟာနိုဝင်ဘာလ3ရက်ည9နာရီလောက်မှာပြည်လုံးတော်မူခဲ့တာဖြစ်ပြီးစာပနခန်းနာကိုအလင်းအမြန် ကျင်းပသွားဖို့ရှိနေတယ်လို့ဆိုပါရယ်ဆီယာရောဟာ2021ခုနှစ်အောက်တိုဘာလမှာထောင်ကပြန်လွတ်ခဲ့ပေမဲ့ကျန်းမာရေးချို့တက်ခဲ့ပြီးနေပြည်တော်တည်ငြိမ်မှုတွေနဲ့လုံခြုံရေးအခြေအနေတွေကြောင့်တဲရှောင်နေတဲ့အချိန်လေးဖြတ်ဝေဒနာခံစားခဲ့ရတယ်လို့ဆီယာရောနဲ့ညီဆက်သူတွေက DPP ကိုပြောပါရယ်ဆီယာရောဟာလေးဖြတ်ဝေဒနာခံစားနေရပြီးကျန်းမာရေးချို့တက်နေတဲ့အတွက် မန္တလေးမြို့မှာလာရောက်စေကူသားတဲ့အချိန်စကိုင်းငလင်ကျောင်းရေဘူးကျောင်းကိုပြန်ကြွသွားကြတာဖြစ်ပြီးရေဘူးကျောင်းမှာပဲပြန်လွန်တော်မူခဲ့တာလို့ဆရာတော်နဲ့နေဆက်သူတွေစီကသိရပါတယ်ဆရာတော်ကို2021အနာရှင်စက်ကြီးဆနာပြပွဲမှာပါဝင်ခဲ့တဲ့အတွက်စစ်တပ်က2021ခုနှစ်မတ်လ17ရက်မှာဖမ်းဆီးကပုံမှန်905ကကြီနဲ့ထောင်နဲ့၃နှစ်ချမှတ်ခဲ့တာဖြစ်ပြီးအဲ့ဒီနှစ်အော်တိုဘာလ17ရက်မှာပြန်လွတ်လာခဲ့တာဖြစ်ပါတယ်ရှင်။ ဒီပပီယိုမြင်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချစ်ချစ်ဆက်ပါရှင်